အကြောင်းရင်းတကူကြောင့်ရှင်းနှစ်တာတွဲလာတဲ့ချစ်သူနဲ့လမ်းခွဲကအပြိုကြီးလုံးနေရာကြောင်းပြောလာတဲ့ဖွေဖွေပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ရွှေမန်လေး channel ကနေပြန်လည်ကြိုဆိုလိုက်ပါရယ်ဖွေဖွေဆိုတာနဲ့မြမရုပ်ရှင်လောကမှာပြောစရာမလိုအောင်အောင်မြင်မှုတွေတိမ့်ပိုက်ထားနိုင်သူအကယ်ဒမီစုတွေကိုထိုက်ထိုက်တန်တန်ရရှိထားပြီးတော့မြို့ဆောင်ပိုင်နယ်မှုမှာထိတ်တန်းမင်းသမီးတဦးဆိုတာအားလုံးလည်းအသိပါပဲသူမရဲ့ခြေလင်းဝင်ပါတဲ့အလားတရာချစ်စရာကောင်းတဲ့ပုံစံလေးတွေကြောင့်ယောက်ျားလေးပရိသတ်တွေဒါမှမဟုတ်မိန်းကလေးပရိသတ်တွေကပါအချစ်ပိုနေရတဲ့သူလေးပါဒါပေမဲ့ဒီလိုဘက် ဆောင်ပြေးဆောင်လုံးနဲ့ဖွေးစိန်လေးစီမှာပရိသတ်တွေအမြဲတမ်းစူးစမ်းမေးခွန်းထုတ်နေရတဲ့အချက်တစ်ချက်ရှိနေပါတယ်။အဲဒါကတော့သူမရဲ့အခြေရေးပါပဲ။တခေတည်းမှာအနုပညာလမ်းကြောင်းပေါ်မှာအတူတူရှောင်းလန်းခဲ့တဲ့မင်းသမီးအများစုအမတဝန်းခွဲတော်ဆက်တဲ့မင်းသမီးဝင်းမုံရွှေတောင်မှခရိုနီတထေးကြီးတဦးနဲ့အိမ်ထောင်ကျပြီးတော့တာယာပျော်ရွှင်နဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်နိုင်ခြင်းမှာဖိုးဖွေးတယောက်ကတော့အနုပညာအလုပ်တွေနဲ့သာအချိန်ကုန်ဆုံးရင်းနဲ့အပျိုကြီးဘဝကိုခံယူနေတာကပရိသတ်တွေအတွက်အမြဲတမ်းစိတ်ဝင်စားစရာဖြစ်နေခဲ့ပါတယ်။ဖွေးစိန်လေးကအမြဲတမ်းစိတ်ဝင်စား စရာဖြစ်နေကြတာပါဝိစင်လေးဟာဘယ်တော့မှအခြေအနေနဲ့ပတ်သက်ပြီးတော့သတင်းကောင်းမကြားရသေးတာလေမျက်နှာလေးကချစ်စရာကောင်းတယ်လို့ဘာဖြစ်လို့တယောက်တည်းဖြစ်နေရတာလဲဆိုတော့မိကုန်းတွေကဆိုရှယ်မီဒီယာပေါ်မှာအမြင်လူလူတွေ့မြင်နေရတဲ့အမှတ်ချက်တွေပါပဲဒီမိကုန်းတွေရဲ့နောက်ွယ်မှာအဖြေကတော့အခုတော့ဖူးဖူးကိုရိုင်းကပဲရင်နာနာနဲ့ဖွင့်ဟလာခဲ့ပါပြီပရိသတ်တွေထင်သာတယ်လို့ပဲသူမဟာဘသူကမှမချစ်ခဲ့တဲ့အချင်းမရှိတဲ့မိန်းကလေးတယောက်မဟုတ်ခဲ့ပါဘူးသူမဘဝမှာတကယ်ကိုနက်နက်ရှန်ရှန်ချစ်ခဲ့ရတဲ့ချစ်သူတယောက်ရှိခဲ့ဘူးပြီးတော့ အဲ့ဒီချစ်သူနဲ့ရေရှည်လက်တွဲခဲ့တဲ့အချိန်က၈နှစ်တောင်ကြာမြင့်ခဲ့တာဖြစ်ပါတယ်။၈နှစ်ဆိုတဲ့အချိန်အတိုင်းတာကလူနှစ်ယောက်အတွက်တန်ရောစဉ်တွေနားလည်မှုတွေအမတ်တယောက်တွေနဲ့ခိုင်ခိုင်မာမာတိစောက်ထားတဲ့ဆက်ဆံရေးတစ်ခုပေါ့။ဒီလိုခိုင်မြဲတဲ့အခြေရေးတစ်ခုကိုသူမပိုင်ဆိုင်ခဲ့ဘူးတဲ့ဆိုတဲ့အချက်ကပရိသတ်တွေကိုအံ့အားသင့်စေခဲ့ပါတယ်။ဒါပေမဲ့ဝန်နေစရာကောင်းတာကအဲ့ဒီအချစ်ဇလန်ကပျော်ရွှင်စရာဇသိန်းနဲ့အဆုံးမသက်ခဲ့ပါဘူး။သူတို့နှစ်ဦးလမ်းခွဲခဲ့ရတဲ့အဓိကအကြောင်းရင်းကတော့ဘာသာရေးမတူညီမှုကြောင့်ပါပဲ။ ဖွေးဖွေးဘက်ကတော့အချစ်စစ်မှန်ရင်ဘာသာရေးဆိုတာအတားအဆီးတခုမဟုတ်ဘူးလို့ယုံကြည်ခဲ့ပေမယ့်သူမရဲ့မိဘတွေဘက်ကတော့ဒီကိစ္စကိုလက်မခံနိုင်ခဲ့ကြပါဘူးတကယ်တော့ဖွေးဖွေးလို့အောင်မြင်ကြတဲ့ကိုချစ်တော့ပေါ်ကိုရက်တည်နိုင်တဲ့ထိတ်တန်းမင်းသမီးတယောက်နေနဲ့ကိုဘဝကိုကိုယ်ပိုင်ဆုံးဖြတ်ပြီးတော့ချစ်တဲ့သူကိုရွေးချယ်လက်ထပ်လိုက်မယ်ဆိုရင်ဘယ်သူမှအပြစ်ပြောမှာမဟုတ်ပါဘူးဒါပေမဲ့ဖွေးဖွေးကအဲ့ဒီလိုမလုပ်ခဲ့ပါဘူးသူမဟာကိုယ့်ရဲ့ပျော်ရွှင်မှုထက်မိဘရဲ့အစိတ်ချမ်းသာမှုကိုရှည်တန်းတင်ခဲ့ပါတယ်မိဘစကားကိုနားထောင်ပြီးတော့မိဘမျက်နှာကိုငဲကွက်ခဲ့တဲ့အတွက်ကြောင့် လုံးသားတစ်ခုလုံးကြေးမွားသွားမတက်နာကျင်ခံစားရင်းနေပင်ရှစ်နှစ်ကြာချိန်ခဲ့ရတဲ့သူကိုလမ်းခွဲစကားပြောခဲ့ရတယ်လို့ဝန်ထဲစွာနဲ့ရင်ဖွင့်ခဲ့တာပါဒီဖြစ်ပျက်ကဖိုးဖွေးဟာဘလောက်ထိမိဘပေါ်မှာယုံကြည်လေးစားပြီးတော့တိတက်လိမ်မာတဲ့တမိကောင်းယရနာတူးလဲဆိုတာကိုထပ်ပြီးတော့သက်သေပြလိုက်တယ်လို့ပါပဲကိုယ့်ရဲ့အချစ်ကိုယ့်ရဲ့အနာဂတ်ထက်မိဘရဲ့စကားတခုကိုပိုတံပိုထားခဲ့တဲ့သူမရဲ့စိတ်ဓာတ်ကတကယ်ကိုလေးစားဖို့ကောင်းပါတယ် ဒီလိုကြီးမားတဲ့အဆုံးရှုံးတစ်ခုကိုရင်ဆိုင်ခဲ့ရပြီးတဲ့နောက်မှာဖိုးဖွေးရအခြေအနေနဲ့ပတ်သက်ပြီးတော့နောက်ထပ်အစိတ်မဝင်စားတော့ဘဲနဲ့အမှုပညာအလုပ်တွေမှာနစ်မြုပ်ထားခဲ့ရပဲဖြစ်ပါတယ်။ဒါကြောင့်ဖိုးဖွေးရအခြေမရှိခဲ့လို့တယောက်တည်းဖြစ်နေတာမဟုတ်ပဲမိဘပေါ်မှာတိတက်လိမ်မာလွန်းလို့ကိုယ့်ရဲ့ပျော်ရွှင်မှုထက်မိဘရဲ့စိတ်ချမ်းသာမှုကိုဦးစားပေးခဲ့လို့ဒီဘဝကိုရွေးချယ်ခဲ့တာဆိုတာကိုနားလည်ပေးကြရမှာပါ။ပရိသတ်တို့အနေနဲ့ဖိုးဖွေးရဒီလိုဆုံးဖြတ်ချက်ပေါ်မှာဘယ်လိုမြင်ပါသလဲ။သူမတွေ့ရောဘယ်လိုအားပေးစကားတွေပြောချင်လဲဆိုတာ comment မှာမှတ်ချက်ပေးခဲ့ပါဦးနော်။ ကြည့်ရှုပေးခဲ့ကြတဲ့အတွက်တရားချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်